ဒီနေ့ကတော့တဆေတရေတွေကိုအယုံကြည်မရှိပါဘူးဆိုတဲ့ကောင်းကြီးတို့အတွက်တရေတဆေတွေကိုမြင်တွေ့နိုင်မဲ့ဝိညာဉ်ခေါ်နေငါးနှစ်ပြည့်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့ကောင်းကြီးတို့ရဲ့တရေတဆေတွေကိုမြင်တွေ့နိုင်မှုအတွက်ဘယ်လိုမျိုးတွေလှုပ်ဆောင်အောင်လဲဆိုတာသိကျင်တဲ့ကောင်းကြီးပါဝင်နေဆိုရင်တော့ကျွန်မနဲ့တူတူဒီဗီဒီယိုလေးကိုရှေ့ဆက်ပြီးတော့ကြည့်လိုက်ကြအောင်ရှင်။တရေဒါမှမဟုတ်ဝိညာဉ်မြင်ခြင်းတဲ့သူတွေအတွက်ဒီကနေ့မှာတော့တရေနဲ့ဝိညာဉ်မြင်နည်း၅မျိုးတောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။နံပါတ်1ညာ7နှစ်အတိအခမ်းအမီအကုန်ပေးပြီးမှန်ကြည့်ပြီးကောင်းဖီးရပါမယ်။ ခန်းမှာကိုကလွဲပြီးတခြားသူရှိနေလို့မရပါဘူးအာယုံစူးစက်ကြည့်ပြီးကောင်းပြီလို့တောင်းကြမှာမှန်မှာကိုအိပ်ပြင်တခြားအိပ်ပေါ်လာပါလိမ့်မယ်အလွယ်နည်းဆိုပေမဲ့တတိရှိမှလုံစေချင်ပါတယ်နောက်ဆက်တဲ့ပြဿနာတွေကိုမကြုံစေချင်လို့ပဲဖြစ်ပါတယ်ဒါပေမဲ့ဘူသူရအနေနဲ့သာကြည့်သေးလို့ပါတယ်နံပါတ်2 သိញိုင်းကတည်သူရဲ့အလောင်းမြုပ်ထားတဲ့မြည်ကိုယူပြီးမျက်လုံးကိုတွင်ရပါမယ်။တွင်ပြီးတဲ့အချိန်မှာမျက်လုံးခဏမိတ်ပြီးမြင်ကျင်တဲ့အကြောင်းကိုစိတ်ထဲကနေပြောရပါမယ်။ဆဲဆဲကအကြောင်းမှာပြန်ဖွင့်လိုက်ပါ။သင်ချေပါသေချာပေါက်ရှိနေပါလိမ့်မယ်။ဒါဟာလေပျော်ရွှင်စရာကောင်းတဲ့တွေးဆမှုမဟုတ်ဘဲနဲ့ထိတ်လန့်စရာတွေကိုဖြစ်စေနိုင်တာမို့လို့လိုင်းမလုံးဆောင်ကြည့်ဖို့တော့သတိပေးချင်ပါတယ်။ ။နံပါတ်3ရှက်ကတော့အစိမ့်သည့်တရားကိုမှမြင်ကျင်တဲ့သူတွေအတွက်ပဲဖြစ်ပါတယ်။အစိမ့်သည့်တရားကိုမြင်ကျင်တဲ့သူတွေကတော့ပကံလေးကိုထမင်းနဲ့ဟင်းထည့်ပြီးအစိမ့်သည့်သေသွားတဲ့နေရာကိုညပိုင်းမှာတွားရပါမယ်။အဲ့ဒီနာကိုရောက်ရင်တော့ပကံကိုတခုခုနဲ့အတန်မီအောင်ခောက်ရပါမယ်။ဒီတရေကတင်ယူလာတဲ့ထမင်းနဲ့ဟင်းကိုတီချာပေါက်လာစားပါလိမ့်မယ်။ဘာလို့လဲဆိုတော့အစိမ့်သေးတဲ့သူတွေကတေတာကိုမတီလိုက်တဲ့အတွက်အသက်ရှင်နေကလို့ထမင်းခေါ်ကြွေးတယ်လို့ထင်ကြလို့ပဲဖြစ်ပါတယ်။ တကယ်လို့တင်စားစိတ်ဝင်စားမယ်ဆိုရင်တော့တင်းအတွက်ပါဓမင်းပကံယူပြီးတရေနေ့ပါလက်ဆုံစားနိုင်ပါတယ်။ဒါပေမဲ့ပျော်ရွှင်စရာကောင်းတဲ့ဓမင်းလက်ဆုံစားပွဲလေးတော့ဖြစ်မှာမဟုတ်ပါဘူး။နံပါတ်၄နံပါတ်၄ချက်ကတော့တည်သူရဲ့အင်ဂျီကိုဝေရပါမယ်။လူသေးအင်ကြီးကိုဝေရမယ့်အချိန်ကလူပြတ်ချိန်ဘုံရင်ကြောင်းသာသွားပြီးတည်သွားတဲ့လူရဲ့အင်ကြီးကိုဝေ့ပြီးမျက်စိခဏမိတ်ပြီးတည်သွားတဲ့သူကိုတွေ့ကျင်တဲ့အကြောင်းပြောရပါမယ်။ မျက်စိဖွင့်လာတဲ့တင်းရှိမှအဲ့ဒီတည်သွားတဲ့သူကရန်နေပါလိမ့်မယ်။ဒါပေမဲ့လေဒါကံကောင်းတဲ့တွေးဆုံကြီးမဟုတ်ပဲအခမ်းမသိရင်ငါအိမ်ကြီးပြန်ပြီးဆိုပြီးတော့တော့ဆွဲချော့နိုင်ပါသေးတယ်။နဘာငါအချက်ကတော့ထိပြုတလက်ယူပြီးည7နာရီအထိမှလူချင်းတိတ်တဲ့နေရာကိုထွက်ခဲ့လိုက်ပါ။ရောက်ပြီဆိုတာနဲ့ထိပြုလေးကိုအတူလာဆောင်ဖို့မျက်လုံးမှိတ်ပြီးပဇက်ကနေတဖွားဖွားပြောရပါမယ်။စကန့်အနေနဲ့ကြာတဲ့အခါမှာပြန်ဖွင့်လိုက်ပါ ေနာမှာဘယ်သူရှိနေလဲဆိုတာကို သိပါလိမ့်မယ်။အလွန်ရှောမောလှပပြီးနှစ်လူဝယ်ကောင်းတဲ့မျက်နှာတစ်ခုတော့ပေါ်လာမှာမဟုတ်ပါဘူး။လွဲတဲ့နီးလေးဆိုပေမဲ့လို့တတိမရှိရင်တော့မလုပ်စေချင်ပါဘူး။ဘာလို့လဲဆိုတော့အန်ဒီရီကိုဖိတ်ခေါ်သလိုဖြစ်နေလို့ပဲဖြစ်ပါတယ်။အဲဒီနေ့ဗျူလေးကဒီလောက်ပဲကောင်းကြီးကိုဒီထဲမှာပါတဲ့ငါးနေ့ရက်မှာကောင်းကြီးတို့ ဒီတနည်းလောက်စမ်းသပ်ဘူးလားရှင်စမ်းသပ်ဘူးလို့ရှင်လည်းကောင်းမမှန်ခဲ့ပြကြပါအောင်ကျွန်မကတော့တနည်းမှမစမ်းသပ်ဘူးပါဘူးရှင်ကဲခေါင်းကြီးတွေအလုံးကိုနှုတ်မဆက်ခင်မှာဒီထဲမှာပါတဲ့ဗီဒီယိုရဲ့မူရင်းဗီဒီယိုပိုင်းရှင်ကိုလည်း credit ပေးပါတယ်လို့ပြောချင်ပါတယ်ရှင်ဒီနေ့တက်ကဒီလောက်ပါပဲနောက်နေ့မှတိတက်ပုံပုံကောင်းမွန်တဲ့ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ